ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Van ကိုပွဲချိန်တွင်မှအဆုံးသတ်ပြဖို့ကြိုးစားသွားမယ်လို့လေ့ကျင့်လာတဲ့ Brandon Rive ရဲ့အကြောင်းအကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာမယ့်29ရက်နေ့မှာဆိုရင်ကျွန်တော်တို့ပြည်သက်ဒီနေ့ Joshua Van ရဲ့အကောင်းဆုံးရင်ခုန်စရာပွဲချိန်တစ်ပွဲကိုကြည်ကြရတော့မှာပါဖန်ရဲ့ UFC 2ပွဲအားလုံးထဲမှာစိန်ခေါ်မှုအများဆုံးနဲ့ရင်ခုန်စရာအကောင်းဆုံးပွဲစဉ်တစ်ပွဲလို့တော့တင်စားလို့ရမယ်ထင်ပါတယ်။ ဖန်နံပါတ်1နေရာမှာယက်တီနေတဲ့ Brandon Rive နဲ့ထိုးသက်ရမယ်ဆိုတာပြည်သက်အားလုံးသိထားပြီးသားပါလက်ရှိအချိန်မှာအဆိုပါပွဲကိုကြည့်ရဖို့အတွက်ကိုယ့်ရဲ့ဘယ်လိုတော့တာပါဖန်ရဲ့ပွဲဟာ main card ခေါင်းစဉ်အောက်ကနေပါဝင်လာမှာဖြစ်ပါတယ်ဖန်အတွက် UFC Fighter ဘွားတခြားပထမဦးဆုံး main card ခေါင်းစဉ်အောက်ကနေထိုးသက်ရမယ်ပွဲတစ်ပွဲဖြစ်ပါတယ်ဖန်ကော Brandon Rivera ကပါလက်ရှိအချိန်မှာအကောင်းဆုံး training camp တွေကိုလှုပ်ဆောင်နေတာတွေ့ရပါတယ် ပွဲတဲ့နီကလာရနဲ့အမျှဖိုက်တန်နှစ်ယောက်လုံးကလည်းစကလုံးတိုက်ပွဲတွေကိုယ်စီဆင်လွဲလာကြပါပြီ။ Brandon Rivera ကတော့သူ့အနေနဲ့ Van Gogh ပွဲတင်အတွင်းမှာအဆုံးသတ်ပြသွားမယ့်အကြောင်းအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ Joshua Van ကတကယ်ကိုကောင်းမွန်လို့နဲ့စွမ်းဆောင်ရည်တွေပိုင်ဆိုင်ထားတဲ့ခြားတိတ်ပါ။ကျွန်တော်ကအစကတည်းက Joshua Van ရဲ့ fan ပါ။သူကဒီဝိတ်တန်းမှာရင်ခုန်စရာအကောင်းဆုံးလူငယ် fighter လို့တော့ကျွန်တော်ကချီးကျူးထားတာပါ။ Manekem နဲ့ Van အကြားမှာမတူညီတဲ့အချက်တွေလည်းရှိပါတယ်။ တူညီတဲ့အချက်တွေကလည်းအနည်းငယ်တော့ရှိပါတယ်။မာနေကက်ပ်ကအန်ဂယ်အလှည့်ပြောင်းနေလို့ပြီးအားရပါးရဝင်ကစားတတ်ပါတယ်။ဖန်ကတော့တဲတဲ့ဝင်ပြီးတော့တောက်လျှောက်ဖီးအားပေးပြီးထိုးတတ်တာပါ။ဖန်ကလက်ရှိမှာရီတန်မိုင်းပုံမိနေမယ်ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ပွဲတွေတောက်လျှောက်ထိုးတတ်နေရတာလေ။ကျွန်တော်ထင်ဖန်ကတက်လုံတော်တော်ကောင်းမယ်ထင်ပါတယ်။ဒီချတဲ့လေးကပြောမကုန်အောင်ချီကျူးစရာတွေရှိနေတဲ့ကောင်လေးပါ။သူနဲ့ထိုးရမှာတကယ်ကိုစိတ်လှုပ်ရှားနေပါပြီ။ကျွန်တော်အနေနဲ့သူ့ကိုပွဲချိန်တွင်းမှာအဆုံးသတ်ပြနိုင်အောင်ကြိုးစားသွားမှာပါ။ အလုံးမှာမနိုင်ရင်လည်းအမှတ်ယူပြီးကစားရမှာပေါ့။ကွင်းထဲမှာဘလို့အခြေအနေဖြစ်လာမလဲဆိုတော့စัจကြည့်ကြတာပေါ့ဆိုပြီး Brandon Rivel ကဂျုံဝါသွားပါတယ်။ Brandon Rivel ကတော့ပွဲချိန်တွေမှာအဆုံးသတ်ပြဖို့ကြိုးစားနေပါတယ်။ဖန်ကလွယ်လွယ်နဲ့အဆုံးသတ်လို့ရတဲ့ပြိုင်ပွဲမျိုးတော့မဟုတ်ပါဘူး။ Joshua Van ကလည်း Brandon Rivel ကိုပွဲပြန့်နိုင်ဖို့ဆိုတာမလွယ်ပါဘူး။ဒါကြောင့်ဒီပွဲကရေကုန်ရေကန်းထိုးသက်ကြပြီးအမှတ်အဆုံးဖြတ်တိရောက်မယ်ထင်ပါတယ်။ဖန်ကတော့သူ့ပုံစံတိုင်းပထမအချိန်မှာပြိုင်ဘက်ကိုအကဲခတ်ပါပါ။ ဒုတိယအချိန်နဲ့တတိယအချိန်မှာဖိအားပေးပြီးကစားလာဖို့များပါတယ်။ဘလို့ခင်းကျင်းတွေဖြစ်လာမလဲဆိုတော့29ရက်နေ့မှာဆက်လက်ဆောင်ကြည့်သွားကြရမှာပါ။လက်ရှိချိန်မှာဘူဂီတိုင်းတွေကတော့ဂျောရှွာဝင်းကိုအောက်ခြေပေးထားပါတယ်။ဘရန်နန်ရိုက်ဘယ်ကို1.7ဂျောနဲ့ပေးထားပြီးဂျောရှွာဝင်းကိုတော့2.09နဲ့ပေးထားတာတွေ့ရပါတယ်။ဒါကြောင့်မို့ကြီးနေထားရလဲအရင်ကြီးကွာဟလုံးနေတာမျိုးမဟုတ်ပါဘူး။ဖိုဂီတွေကတော့မှဘဲဖိုက်တာမဆိုနိုင်သွားနိုင်နေဆိုတဲ့ပုံစံမျိုးနဲ့ခြေဖွင့်ထားတာတွေ့ရပါတယ်။ ဒါကြောင့်မလို့ fan back ကလည်းအရင်ကြီး risk များနေတာမျိုးတော့မဟုတ်ပါဘူး fan တွေနဲ့ပြင်ဆင်နေနေတယ်ဆိုပေမဲ့ return ကလည်းမိနေတဲ့ကြောင့်မလို့ပြိသက်တွေနေနဲ့အရင်ကြီးတော့စိတ်ပူရမယ်မထင်ပါဘူးဆိုပေမဲ့တစ်ဖက်ကသူနဲ့ထိုးတန်းရမယ်ပြိုင်မဲ့ fighter ကသူ့ထက်အတွေ့အကြုံပိုင်းမှာအများကြီးရှီထားပြီးသား fighter ဖြစ်ပါတယ်တရှိ UFC Flyweight တန်းချန်ပီယံအလက်ဇန်ဒါပန်တိုဂျာနဲ့နှစ်ကြိမ်ထိုးသက်ထားခဲ့ပြီးပန်တိုဂျာကိုရှုံးနေထားခဲ့ပူတာပါ ရှုံနေထားခဲ့ပေမဲ့သူအနေနဲ့တိုင်ဆုံးပြမှာရှုံနေထားတာဖြစ်တဲ့အကြောင်းမလို့စွမ်းဆောင်ရည်ပိုင်းလေးအများကြီးတော့ကွာဟလွန်းလာမဟုတ်ပါဘူးအထွေကြောင့်တွေကတော့အများကြီးရှိနေမှာသိကြပါလိမ့်ချန်ပီယံဟောင်းဘရန်နန်မိုရီနိုကိုလည်းအနိုင်ယူပြထားနိုင်တဲ့ဖိုက်တာဖြစ်တဲ့အကြောင်းမလို့တကယ်ကိုရှော့ထွက်ထားလို့မရတာတော့ပြိပတ်အားလုံးသိထားမယ်ထင်ပါလိမ့်ကျွန်တော်တို့ fighter လေးအနေနဲ့လေသူနဲ့ထိုးတက်ရတာအထွေကြုံနေတော့အများကြီးရမှာပါ Joshua Van ကလည်းအကောင်းဆုံးပြင်ဆင်ထားတဲ့အကြောင်းမျိုးကောင်းမွန်လို့ねရလက်တစ်ခုထွက်လာမယ်လို့ကျွန်တော်တို့ယုံကြည်မိပါတယ် ဘလို့ခင်းင်းနဲ့တက်ဆောင်လာပါစေဂျော့ရှွာဘန် ကပြည်သက်တွေသဘောကျအောင်မပြုလုပ်ပေးသွားမှယုံကြည်ပါတယ်ဘလို့ခင်းင်းနဲ့ဘလို့ရလက်တွေဖြစ်လာမလဲဆိုတော့လာမယ့်29ရက်နေ့မနက်မှာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်ခင်ဗျာပြည်သက်တွေနေနဲ့ရောဖန်နေနဲ့တစ်ဖက်ပြိုင်မဲ့ဖိုင်တာကိုဘလို့အနိုင်ပြသွားမယ်ထင်ပါတယ်ဂျော့ရှွာဘန်နေနဲ့ရုံးကန်ရနိုင်လားဘလို့ခင်းင်းနဲ့ဖြစ်လာမလဲဆိုတာမိမိတို့ရဲ့ထင်မြင်မှုစချက်တွေကို comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျာဖိုင်ရဲ့ပွဲကြော်ရဗျူဗီဒီယိုတွေကိုလည်းစဉ်စားမပြတ်ထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဒါမင်းတွေမှာလည်း MMA လောကနဲ့အကစားလောကကနောက်ဆုံးမှစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာဝန်ပြုရှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။